ီလိုအခြေအနေမျိုးမှာပေါ့နော်ဟိုစစ်တိုက်နေချိန်မှာခင်ဗျားတို့ဒီတည်ရင်မှုတွေရဲ့ကားတွေနဲ့ဟို AAC ကိုရိတ်ခါပို့နေတာလေနော်ဒီနောက်ထပ်တွေ့အုပ်ကြီးရဲ့လက်မှတ်တွေနဲ့ AAC ကိုရိတ်ခါပို့နေတာလေရိတ်ခါကြီးလို့ဆိုတော့အကြောင်းမဟုတ်ပါဘူးဒီပါဘူးလားအဲဒါလေးကလည်းဆက်သက်စဉ်းစားကြရအောင်နော် Japan စကန်နီယံလိုပဲအပေါ်ကပထွေးနေတဲ့ငယ်တွေအောက်ကခွေးရများများဆိုတဲ့ဟာမျိုးအောက်ဒီရုပ်မာတဲ့ကောင်တွေဆိုရင်တော့ကျွန်တော်တို့ကဂိမ်းတွေဒီရေးယူပါလိမ့်မယ် Hello Jeremy Wa Pituni ko mon ma mya a long mai mingla ba news page channel ga ne bi lo ma chu so lai ba de 2025 khu ne april 14 yin ne chu lo tanin la ne ma pai ma naw song cha ti ya de to lan tri ngaw mya so shi da phi de twa video ko chon de tu sa song chi shu pe cha bo a long ko phe kho lai ba de chu lo a yong so ne ne kha dai lo ba video ma chi khe ma tri tu le le chi lai ya aw na prathama song tri tu bo a ne ne ga do ခရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်နဲ့ပဲခူးတန်းရေသာရှိမြို့နယ်တို့မှာ33ရက်ကြာတိုက်ပွဲဖြစ်ပွားပြီးတော့မှဒုတရင်မူတင်းတန်းအပါဝင်စစ်သား88ဦးတေဆုံးပြီးတော့မှစစ်သား3ဦးအလင်းဝင်ရောက်ခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။အဲ့ဒီတိုက်ပွဲတွေတွင်မှာခလာရ29တရင်ကဒုတရင်မူတင်းတန်းအပါဝင်စစ်ကောင်စီတပ်သားတွေများစွာတေဆုံးခဲ့ပြီးတော့မလင်းငယ်ချိုးနဲ့ခဲမြတင်းဆဲရှိခဲ့ပြီးတော့မှအခုဆိုရင်ကျွန်တော်တို့ဘက်ကပေါ့နော်စစ်ကောင်စီ3ယောက် အလင်းဝင်ရောက်လာခဲ့တယ်လို့သိရတာပဲဖြစ်ပါတယ်ကျတို့တောင်ပိုင်းတားရတွေရဲ့ပေါ့နော်စစ်စွမ်းတွေကစွမ်းတစားတဲ့တစားပို့ပြီးတော့မှအစွမ်းထက်လာတာကိုကျတို့တွေ့ရတာပြီးတော့မှအားလုံးမျှော်မှန်းထားတဲ့တိုင်း2015ခုနှစ်အကုန်ပါပဲကျတို့ရဲ့တပ်ပြီလုံးကိုစုမုံးနိုင်ဖို့အခုစဉ်တန်းတန်းခြားထားကြတာမလို့ဒီလိုမျိုးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအခြေကြီးကိုပေါ့နော်မျောစာဖြစ်တဲ့တရင်တွေကြားရတာတော်တော်လေးအားရဖို့ကောင်းတာဖြစ်ပါတယ်နောက်ထပ်တရင်တို့သူဖို့အနေနဲ့ကတော့ လာနေချီပြီးတော့မှထင်းထင်းခံထားရပြီးတဲ့နောက်ပိုင်းမှာထိုင်းမြန်မာနယ်စပ်မှာပိတ်မိနေပြီးတော့မှကြက်ဖြန့်ငွေလင်းလုပ်ငန်းတွေနဲ့ဆက်ဆံမှုရှိခဲ့တဲ့နိုင်ငံခြားသားနေရာ85ဦးလောက်ကမကြေမနက်ဆန္ဒပြခဲ့တယ်လို့သိရတာဖြစ်ပါတယ်။အများစုအားဆိုရင်အီသီယိုးပီးယားနိုင်ငံသားတွေပြီးတော့မှတခြားအာဖရိကနိုင်ငံတွေရဲ့နိုင်ငံသားတွေလည်းပါဝင်တယ်လို့ ထိုင်းနိုင်ငံနယ်ခြားဆောင်အရာရှိတွေကပြောဆိုထားတာပဲဖြစ်ပါတယ်။ဆန္ဒပြမှုဖြစ်ပွားတာကတော့ကရင်ပြည်နယ်မြောက်ရီမြို့နယ်ထဲကတန်ရှန်1လို့ခေါ်တဲ့ area မှာဖြစ်ပြီးမှထိုင်းနိုင်ငံတက်ပြည်နယ်ထဲကဖော်ဖျားခရိုင်တပ်ဖက်ကမှရှိတာဖြစ်ပါတယ်။ဆန္ဒပြမှုတွေတော်တွင်းမှာအဲ့ဒီနိုင်ငံခြားသားတွေကနေပြီးမှထိုင်းဘက်ကိုဝင်ရောက်ဖို့ကြိုးစားခဲ့ပြီးမှထိုင်းစစ်တပ်နဲ့နေအချာဆောင်အရာရှိတွေကနေပြီးတော့လုံခြုံရေးတင်းချက်ဆောင်ကြည့်ခဲ့တယ်လို့ပြောထားတာပဲဖြစ်ပါတယ်။ပြီးတော့ဆန္ဒပြခဲ့တဲ့နိုင်ငံခြားသားတွေကို DKBA တပ်သားတွေကနေပြီးတော့ လင်းနေတွေနဲ့ချင်းချောက်ခက်ပြီးတော့မှနှစ်ဖက်ကြားပရိပခါတွေပေါက်ကွဲထွက်လို့မသက်တင်းတင်းမာမာဖြစ်ခဲ့တယ်လို့နောက်ထပ်သိရတာပေါ့နော်ဆိုတော့အရင်တော့ကျတော်တို့ဒီတေယုံနဲ့ထန်းနေငါနေပြီးတော့မှဒီကြားဖြတ်လုံငါနဲ့ပတ်သက်သူမှသမ ्या ကိုဖန်းစီမဲ့ဆိုပြီးတော့မှဂျင်ညာချက်ထုတ်လာပြတဲ့နောက်ပိုင်းမှာဒီ DKBA နဲ့ကျတော်ပေါ့နော် BGF အဖွဲ့တွေကနေပြီးတော့မှသူတို့ထိန်းသိမ်းထားပါတယ်ဆိုတော့တေယုံနိုင်ငံသားတွေနဲ့တခြားဒီနိုင်ငံခြားသားတွေကိုပြန်လို့ပေးခဲ့တာမျိုးတွေရှိပေမဲ့ဟိုးချိန်ထိပေါ့နော်ပိတ်မိနေတဲ့လူတွေများစွာရှိနေသေးတာပဲဖြစ်ပါတယ်ဒီကောင်တွေရလို့ရတော့ကျတော်တို့ခုဆိုရင် ဟိုးလေးတကြောဖြစ်သွားတာပြမကဘာကနေပြီးတော့မှလည်းပေါ့နော် online scamming လုပ်ငန်းอ่ะဆိုရင်ဒီ net set တကြောမှာတော်တော်လေးကိုဒီနေရှာရှာနဲ့တူတူချက်လှုပ်ဆောင်နေတဲ့ဆိုတဲ့အကြောင်းလည်းဖော်ပြလာတာပဲဖြစ်ပါတယ်။ကဲကျွန်တော်ဒီနေ့မနေ့ပထမဆုံးအနေနဲ့ကြာမှာကတော့မြောက်လိုက်တို့အစုကနေပြမပြစ်ခတ်ရဲဆဲတယ်ပြမကျညာတဲ့အချိန်မှာအခုဆိုရင်တကြံတွေလုတ်ပြီးတော့မှပေါ့နော်တစ်ဖက်မှာပြီသူတွေကိုတစ်ဖက်ပြနေတယ်ဆိုတဲ့အကြောင်းကိုဆရာလူမြတ်ကျော်ကနေပြမတေချာလေးပြပြထားတာပဲဖြစ်ပါတယ်။ဆရာလူမြတ်ကျော်ဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်စာကြည့်လိုက်ရအောင်နော်။ လူပြောလူယုံခွေးပြောခွေးယုံဆိုပြီးအပြစ်ရက်ပါတယ်လို့နိုင်ငံတော်အဆင့်ဝန်ထဲကြေကွဲခြင်းနေပါလို့လူမြင်ကောင်းလူကြားကောင်းခွေးပဇက်ကနတ်စကားထွက်နေပြီမဲ့လက်တွေ့မှာလက်တွေ့မှာဝန်ထဲကြေကွဲခြင်းအထိမ်းမဲ့နေကိုအလံတိုင်းတော့ချပြီးလူမြင်ကောင်းလူကြားကောင်းအလူကန်ကောင်းဖတ်ကောင်းကောင်းအောင်လုပ်တယ်လက်တွေ့မှာတော့နေပြီးတော့မှာလမ်းလျှောက်တကြံဖွင့်ဝဲဒီကနေ့စိုးရင်မင်းအောင်လိုက်ရဲ့အပါဝင်စစ်အာဏာရှင်တစုလာပြီးတော့ဖွင့်သွားတယ် ်လွတ်သွားတယ်။ရန်ကုန်မှာလေပြည်သူ့ရင်မြေကိုတချမ်းအတင်းအတင်းလောက်ခိုင်းတာတွေ့ရတယ်။ခွေးဆက်ခင်းတာကိုပြောတာတော့တဖက်မှာလေအပြစ်ရမယ်22နှစ်ရနေတည်လား20ရနေတည်လား။အပြစ်ရမယ်ဆိုပြီးဒီကနေ့ဆက်လင်းကိုစစ်ကြောင်းထိုးရတယ်။နောက်တစ်ခုကိုလေညောင်ကုန်းကိုလေမြန်တဲ့ပုံချရတယ်။နောက်တဲ့စစ်ကြောင်းထိုးတဲ့နောက်တဲ့နှစ်နှစ်ရပါထရှိနေတယ်။တရင်လိုက်နေလို့ကျွန်တော်မပြောတော့။အဲ့တော့စစ်ကြောင်း ထိုးတဲ့စလင်းအင်အားတရာကြောင့်လည်းစစ်ကြောင်းထိုးလာတယ်စလင်းပကဖလာဂျာပြတ်တက်ခိုက်တယ်ဆယ်ရည်မှာစထိုးတဲ့စစ်ကြောင်းဟာစလင်းမြို့အနီးကကြေးရွာတွေစစ်ကြောင်းထိုးလာတယ်အဲ့တော့စစ်ကြောင်းထိုးလိုက်အထိုင်းအထိုင်းစကန်နေအထိုင်းစကန်လောက်လိုက်ပြန်ဆုတ်လိုက်လုပ်နေတဲ့အချိန်မှာစတဲ့နေမှာသူတို့လင်းစင်းစကန်မှာပြန်ဆုတ်တယ်လို့သိရပြီးလင်းစင်းစကန်ဤတဝက်စစ်ကြောင်းထိုးဖတ်တိုက် ပကပဒီဒီဆက်လင်းပကပပါအဲ့တော့စစ်ကောင်စီတက်စစ်ကြောင်းထိုးပြီးဆက်လင်းရှင်ပြည်သူတညောင်းလမ်းပိုင်းကိုထိန်းချုပ်ဖို့ကြိုးပမ်းနေဒါပါအောင်ပြနေလေဆိုတညောင်းဒါအပွဲစိတ်ုံနဲ့ကပ္ပရစရစီဝင်လာမိတ်လာကိုကြိုးပိတ်တာဖြစ်တယ်ဒါကိုတိမြင်တဲ့ဘီလူကဝဲတက်တွေဟာကြားဖြတ်တိုက်ခိုက်မှုတွေလုပ်တယ်စစ်ကြောင်းထိုးတဲ့ဖက်စစ်တာလမ်းတလျှောက်ထိလမ်းတလျှောက်မှာရှိတယ်ကျင်းတော်တွေကိုမရှိဘူး ဒါပဲနော်ဒီကောင်းလေးလို့တတ်တာသူတို့ဘက်ကနေပြတ်မပြက်ခက်ရဆက်တယ်ဆိုပြမပြောထားပေမဲ့တကယ်တမ်းကျတော့ကျတို့ပြည်သူတွေကိုနေ့စဉ်နဲ့မြဘုံကျတက်ခတ်မှုတွေလို့ဆောင်နေတာပြမခုဆိုရင်လဲကြည်ရတွေကိုသူတို့နေနဲ့ဆက်ချောင်းထိုးပြမမိရှုတာတွေလို့ဆောင်နေတာပဲဖြစ်တယ်နိုင်ငံတကာကိုသူတို့နေနဲ့ကတော့ကျတို့ဘက်ကနေပြတ်မပြက်ခက်ရဆက်ပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်မြေချူပြထားပေမဲ့တကယ်တမ်းကျတော့သူတို့ရဲ့ခွတ်ခေါက်တဲ့ပုံစံမျိုးကို ပြချင်တာပြီးတော့မှကျွန်တော်တို့ပြည်သူတွေကိုကြားတဲ့ကနေပြီးတော့မှတဖက်ပြနေတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့လေကျွန်တော်တို့တော်လိုင်းရဆူတွေကနေပြီးတော့မှထိုးဆက်တွေကိုမြဲတမ်းမနဲ့ခုချင်းဒီစကောင်စီကိုတော်လိုင်းနေတဲ့ကြားတာပြီးတော့မှကျွန်တော်တို့ကြားထဲမှာအောင်ပွဲသတင်းတွေလည်းမှာပေါ့နော်။မြားစွာကြားနေရတာပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုသဘောတွင်လည်းကတော့ရကုံတန်းစစ်ဌာနချို့ကစစ်ကောင်စီတပ်ဖွဲ့ဝင်အရာရှိတွေဘယ်လိုမျိုးတွေလှုပ်ဆောင်နေလဲဆိုတော့တင်ဆက်ထားတဲ့သတင်းလေးကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော် ဒီတစ်ခါမှာတော့တမတော်တွေကစကားသံအစီအစဉ်အနေနဲ့ရန်ကုန်တိုင်းစစ်ဌာနချုပ်လောက်ခန့်တက်ကစစ်တီတူရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။ကျွန်တော်ကရန်ကုန်တိုင်းစစ်ဌာနချုပ်လောက်ခန့်ခမရ436ကစစ်တီတူပါ။ကျွန်တော်တို့ခမရ436ဟာရန်ကုန်တိုင်းဒေသကြီးတောင်ဥကလာပမြို့နယ်မှာရှိပါတယ်။ကျွန်တော်တို့တက်ကနောက်တမှုဘုံမှုတရေးဘူကြီးနဲ့တထောက်ဘူကြီး၃ကအာနာသိန်းကာလာအတွင်စီးပွားဖြစ်နေကြပါတယ်။ ကြီးပွားချက်ကတော့ကိုပိုင်ကားကိုစီနေပါဒါပေမဲ့သူတို့စီးနေတဲ့ကားတွေကတရားမဝင်တဲ့ဝတ်တောက်ကားတွေပါဒါအပြင်အဲ့ဒီတရားမဝင်တဲ့ကားတွေကိုတက်ထဲမှာပဲအယားအဝယ်လုပ်နေကြတာပါကားနံပါတ်ပြားတွေကအဝါရောင်နေပါဖုန်ကြီးကားဆိုပြီးတပတ်ရိုက်စီးပွားရှာနေကြတာပါရန်ကုန်တိုင်းကအထက်လူကြီးတွေလည်းသိမယ်ထင်ပါတယ်ခွဲတန်းရလို့မပြောတာလို့ထင်မိပါတယ်သူတို့လုပ်နေတာတယင်းတစ်ခုလုံးသိပါတယ်ဒါကိုအများသိအောင်ပင်ဆက်ပေးပါလို့စာရေးသားပေးပို့လာပါတယ်ရှင် ကျွန်တော်တို့အစီအစဉ်ဟာတမတော်သားအရာရှိစစ်သည်တွေအိမ်တော်သားရဲမိတွေရဲ့အခက်အခဲတွေကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တမတော်သားအရာရှိစစ်သည်တွေနဲ့အိမ်တော်သားရဲမိတွေအနေနဲ့ကျွန်တော်တို့အစီအစဉ်မှာပါဝင်ခြင်းရင်ချက်ပေါက်ကနေတစ်ဆင့်စာပေးပို့ပြီးဆက်သွယ်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျွန်တော်တို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ဒါတော့ဗောနော်ကျွန်တော်ရန်ကုန်တိုင်းထဲမှာရှိတဲ့တောင်ဥကလာပါမှာရှိတဲ့စကောင်းစီရဲ့ တရင်ကအရာရှိတွေကနေပြီးတော့မှသူတို့ဒီဘက်တောက်ကားတွေစီးပြီးတော့မှတထဲမှာပဲရောင်းရတယ်လို့ဆောင်နေတယ်ဆိုတော့ကျွန်တော်တို့ကြားရတယ်ဖြစ်တယ်ဒီလိုမျိုးကိစ္စတွေဆိုတာလည်းကျွန်တော်တို့အရင်ကတည်းကရှိနေတာဖြစ်ပေါ်မှာအခုချိန်ကြာမှာပေါ့နော်ဘူးပေါ်သလိုပေါ်လာတာပဲဖြစ်ပါတယ်စကွေးအရာရှိတွေနဲ့ခရိုနီတိုက်ကတော့ဒီလိုမျိုးနည်းနဲ့ပဲကျွန်တော်တို့ပြည်သူတွေကိုချာနေပြီးတော့မှကိုကျိုးချာနေတဲ့အုပ်စုတွေဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်အလုံးလိုက်တည်ထားတာပေါ့နော်သူတို့ရဲ့နေစာခ950လောက်နဲ့ကတော့အဲ့လိုမျိုးကားတွေစီးနိုင်ဖို့ဆိုတာတော့ဝေးတောင်ဝေးသေးတာပေါ့နော်ဘာပဲဖြစ်ဖြစ်ဒီကောင်တွေကတော့ ကျွန်တော်တို့ဒီလိုမျိုးဝတ်တောက်ကားတွေကိုတရားမဝင်နေတဲ့နေနဲ့လှုပ်ဆောင်ပြီးတော့မှအထက်ကလူတွေနဲ့ပေါင်းပြီးပြီးသူတွေရဲ့အကျိုးစီးပွားရပိုင်ခွင့်တွေကိုအသုံးချနေတာပဲဖြစ်ပါတယ်။ကျွန်တော်တို့နေကတော့လူမျိုးစစ်ကောင်စီရာရှိတွေကိုလည်းအဆုံးစွန်ထိတော်လန်တက်ဖြစ်သွားမယ်ဆိုတာတော့ပေါ့နော်။ချင်းတိပြောလို့ရတာဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော်နောက်ထပ်ဗီဒီယိုသဘောနေတဲ့ဘောမပြောင်းကြနေပြီးတော့မှအခုဆိုရင်စစ်ကောင်စီရာရှိတွေနဲ့တရမိုးတွေကနေပြီးတော့မှအေးကိုဒီစာနယ်ရေးခါတွေနဲ့ပြီးတော့မှပေါ့နော် limit တွေထောက်ပတ်နေတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ဆွဆက်ပြောကြားထားတဲ့အားလေးကျွန်တော်တက်ချက်လောက်ကြည့်လိုက်ရအောင်နော်အေးအေးဘာကြောင့်မို့လို့ လက်နက်စက်ရုံမရှိတဲ့အေအေကကြည်ဖိုးဝတီပြစ်ပြီးတော့စစ်စခန်းတွေကိုတောက်လျှောက်သိမ်းနိုင်လေဒါကစဉ်းစားကြရနံပါတ်1ရန်တိုးလက်နဲ့ကိုလက်နဲ့လေနံပါတ်2ချက်အနေနဲ့ကရိတ်ခါဆိုတာရခိုင်ပြည်နယ်ကပြည်မကပို့တဲ့ဆန်အောင်စားနေရတာနော်ရခိုင်ပြည်နယ်မှာဆန်ကအခုသူ့ဘာနဲ့သူတော့မှအခုဟိုမှာစိုက်ပျိုးရေးတဲ့အဆင်မပြေနော်ဟိုမွေးမြူရေးတဲ့အဆင်မပြေတဲ့အခြေအနေမျိုးတွေဖြစ်နေတာရိတ်ခါနော်လောင်စာစီဘယ်ကဝင်မလဲဘင်္ဂလားဒေ့ရှ်ကဝင်လို့တော့ရတယ်အဲဘင်္ဂလားဒေ့ရှ်ဘောက်တော့ရှိမယ်နော်ဒါလည်းဘင်္ဂလားဒေ့ရှ်ကသူတို့ကိုတရားဝင်ထောက်ပံ့တဲ့ပုံစံမျိုးဖြစ်မှာဆိုတော့ဘယ်လိုမှရောင်းမှာမဟုတ်ဘူး ဲ့တော့လောင်စာစီတွေဝင်ဖို့ဆိုတာလည်းကျွန်တော်ကျွန်တော်ကျွန်တော်ပြောတဲ့မကွေးရယ်အောက်ကိုဆင်းလာရင်ပကိုးရယ်အောက်ကိုထပ်ဆင်းလာရင်အေယာဝတီရယ်နောက်ဘက်ကထပ်သွားမယ်ဟေ့ဆိုရှင်ကြောက်ဖြူစစ်တွေကပဲဝင်လို့ရမယ်ဟုတ်ပါလားအဲ့တော့ဒီဆန္ဒကျွန်တော်ပြောသလိုဂိတ်တွေဂိတ်တွေမှာစောက်နေကျွန်တော်တို့ရဲ့ဒီစစ်တီလေးတွေပေါ့ဗျာစစ်တီလေးတွေဆိုတာတက်ချက်ကြီးအစင်းလောက်ပါတက်ချက်ကြီးအစင်းလောက်ထိုင်မယ်စစ်သားလေးတွေအစင်းလောက်ထိုင်မယ်ကျွန်တော်တို့နှစ်ပွင့်နဲ့ဘိုးအစင်းလောက်ထိုင်မယ်သုံးပွင့်နဲ့ဘိုးကြီးအစင်းလောက်ထိုင်မယ် ဒါတွေအလားဒီတည်ရင်မှုတွေကနေပြီးတော့လက်မှတ်တော်လကောင်းထွေအုပ်တွေရဲ့လက်မှတ်တော်လကောင်းကြော်လာပြီးဟိလာပြီးဆိုလို့ရှိရင်ဒီဒီဂိတ်တွေကဘလိုပဲဖြစ်ဖြစ်ပေါ့နော်ဘာမှကိုဆက်ပြီးတော့ပြေကထောက်ဖို့ကားပို့ပေးထားတယ်ဟုတ်ပြီတစည်းကိုတဲ့တိန်ဘလောက်လဲတိန်တပေါင်းလဲဟုတ်လားအော်ဟုတ်ပြီအဲ့တော့ကမဟုတ်နဲ့အလွမ်းပြေသွားတဲ့ချင်းဒီပြေချင်းတက်မှာလဲနော်ဖြစ်နိုင်တယ်အဲ့တော့ ိုလိုချင်တာကအဲ့ဒီ gate တွေကိုကြုံဖို့ဆိုတာတရင်မှုတွေနော်တရင်မှုတွေနောက်ထပ်ဒီထားပါတော့ G1 တွေပေါ့ဗျာနော် G1 တို့ G2 တို့ဒီလိုလူမျိုးတွေကထောက်ဖို့မလုပ်ဘဲနဲ့ AAC ကိုရိတ်ခါပထုံးမှမရောက်ပါဘူးနော်ရိတ်ခါပထုံးမှမရောက်ဘူးအဲကျွန်တော်ထပ်ကြားသိရတာဖြစ်ရလေးတခုတော့ပြောလိုက်မှာပေါ့ဗျာနော်ဒါကျွန်တော်သိတယ်ဆိုတော့သိစေချင်တာပါဆရာဖဆရာဖကကိစ္စနော်ကိစ္စနဲ့သူဆရာဖသူ့ရာထူးလေးကြည့်လိုက်ခါကျတော့ ရာဒူတွေက3 3ရင်းနဲ့တက်ချက်ကြီးအဆင့်ဖြစ်တယ်အဲ့တော့ဒီလမ်းကြောကိုဒီကားကဖြတ်မှာဖြတ်မှာဆိုတော့ဒီကားထဲမှာကရိတ်ခါလေးပါတယ်ဒီရိတ်ခါလေးကဘယ်လိုသွားမလဲဆိုတော့အေးအေးထိမ့်ချုပ်နေတယ်ကိုသွားမှာသွားတဲ့ခါမှာအဲ့ဒီအတက်ချက်ကြီးကတားတားလိုက်ခါကျတော့အဲ့တက်ချက်ကြီးကဘုသူ့ကားကိုတားမိရလဲဆိုတဲ့ခါကျတော့တယင်းမူကားကိုတားတားတဲ့ခါမှာတော့အဲ့တယင်းမူနဲ့ညိလို့နောက်ဆုံးပိတ်တော့တက်ချက်ကြီးကလွင့်သွားတယ်အဲ့ဒီဖြစ်ရခင်ရှိတယ်ဒီလောက်ထိဒီလောက်ထိရရှိတယ်အဲ့တော့ ဆိုလိုချင်တာကဒီလိုအခြေအနေမျိုးမှာပေါ့နော်ဟိုစစ်တိုက်နေအခြေအနေမျိုးမှာခင်ဗျားတို့ဒီတရင်မှုတွေရဲ့ကားတွေနဲ့ဟို AAC ကိုရိတ်ခါပို့နေတာတွေနော်ဒီနောက်ထပ်ထွေအုပ်တွေရဲ့လက်မှတ်တွေနဲ့ AAC ကိုရိတ်ခါပို့နေတာတွေရိတ်ခါကြီးပဲဆိုတော့အကြောင်းမဟုတ်ပါဘူးကြည်လီပါပါမလားအဲဒါတွေကလည်းထပ်ထပ်စဉ်းစားကြရဖြစ်တယ်နော်အဲ့တော့ဘာကြောင့်မို့လို့ဒီဖယဲသီးရဲ့ဖယဲသီးလားဒါမှမဟုတ်ရှင်လဲဖယဲသီးလို့တော့ကျွန်တော်မဆိုချင်ဘူးကြာဘာကြောင့်မဆိုချင်သူတို့တွေကတနည်းအားဖြင့်ငွေပေါ့ ငွေကဆက်နာကျွန်တော်အေအေကသူရထားတဲ့ပတ်စံတွေကငွေရေးစေဝါးချောင်ရထားတဲ့ပတ်စံတွေတအားပေါ်ပါတယ်ပြောလိုက်ရင်ဟုတ်လို့လို့နဲ့လီကြီးလေးကျဲတွေပြောတဲ့ပြောင်ကြီးပေါ့နော်အခုဆိုရင်အေအေကိုဒီစကောင်စီအရာရှိတွေနဲ့တမမိုးတွေကနေပြီးတော့မှဒီခါတွေထုတ်ပန်းနေတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတာပြပြမအဲ့ဒါကြောင့်လဲစစ်ကောင်စီတပ်ဖွဲ့တွေကတိုက်တန်းရှုံးနေပါတယ်ဆိုပြမပါတော့ဝေချွေးပြမပြောဆိုထားတာဖြစ်တယ်တကယ်တမ်းကျတော့ AA ကိုစစ်ကောင်စီတွေနဲ့ လုံးဝလေယုံရေရောနှလုံးရေမှာပါရှင်လို့ကိုမရတာပြမအေးရဲ့ပြမြောက်လာတဲ့ဆစ်ဆွဲတဲ့အကြောင်းတိုင်းတူတိုင်းဆစ်စင်ရဆိုရင်လည်းအခုဆိုရင်ကျွန်တော်အောင်မြို့တိုင်းတာတွေရရှိထားတာပဲဖြစ်တယ်။တစ်ဖက်မှာဒီလိုမျိုးစစ်ခွေးပေါ်မှာလော်ဘီတိုက်ရတော့ပေါ့နော်။အေးကိုဒီစကောင်စီရရှိတွေကနေပြမထောက်ပို့လို့တယ်ဆိုပြမပြောဆိုထားပြင်မယ်။တကယ်တမ်းဖရဲတီကြီးဆောက်ကိုတိုင်ကတော့မျောလိုက်ပဲဖြစ်ပါတယ်။မျောတိုင်ကနေပြမဆလင်းတဲ့ပစ္စည်းမျိုးစုံနဲ့သူမမကိုတိုင်ကနေပြမဖော်ကောင်လို့လို့ပါနော်။အောက်ခြေစစ်ကောင်စီတားရတော့အတုံးယုံဖြစ်ပြမတိုင်တိုင်းရှုံးနေတယ်ဆိုတာကတော့ကျွန်တော်ညင်လို့ရတာမဟုတ်ပါဘူး။ ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ကြံဖို့ဟာဘူလီလာဆွေရနေပြီးတော့မှ CRPH နဲ့ NUG ကိုဘယ်လိုမျိုးအားချောင်းပြောဆိုထားလဲဆိုတာဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်။ဟို NUG CRPH ဘာညာအဖွဲ့တွေကလူသားလဲဖို့လူပြီးတဲ့သူတို့ချင်းချင်းပြောနေကြတာ။ဒီလူတွေကလက်ကီမကောင်းဘူးတဲ့ပြုံမှုလူတွေဖြစ်နေပြီးတဲ့ဝင်းဒီဝင်းဒီစာ18ခုဖွင့်ထားပြီးတော့ရတဲ့အထောက်ပံ့တွေကိုဝိုင်းပြီးတော့စီစီပန်းမှောက်လိုက်တာလွဲပြီးတိရောက်တဲ့စစ်စစ်မှုတွေမလုပ်နိုင်ဘူးပေါ့။ တို့တို့တော့တုံးတက်တယ်ပေါ့ဒါတို့တို့ချင်းချင်းတုံးတက်တယ်ကျွန်တော်ကလူစားကြိုက်တယ်လို့လဲအိုးထောင်နေရဒေါ်စုကြီးကိုလှုပ်ပြီးတော့ NUGC ရ page မှာသွားပြီးတော့ကိုကဲခိုင်းလိုက်ရမှာမဟုတ်ဒါတကယ်ပြောတာခင်ဗျားတို့ CRPHD NUG တွေဟိုးဒေါက်တာစိတ်ဝဲတော့အဖိုးကြီးဖြစ်သွားပြီးခါကုံဒုတ်ထောင်နော် NUG ဆိုတာအရင် ဒီဒေါက်တာဆေဝင်းတို့ပြည်ပြဖွဲ့လေအဲ့ဒီအဖွဲ့ပုံစံဖြစ်သွားတော့သူကြည့်ပါနဲ့လဲတော့သူကြည့်ရအဲ့တော့ခေါင်းဆောင်ခိုင်းလိုက်မရဘူးဘိုလလာဆရာတော့အန်ယူဂျီနက်ဆရာပြေကိုအားချောင်းပြောဆိုထားတာပေါ့နော်တကယ်တမ်းသူပြောတဲ့ပုံစံကတော့အမေစုလာတဲ့ဆိုရင်တော့မှအန်ယူဂျီကတော့သူရဲ့တိတ်ခေါ်ပြန်ပြီးတော့မှဖတ်ဆယ်လို့မရဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတာပြီးတော့မှကျော်လို့ရဲ့ဒီတော်လိုင်းရဲ့က တနည်းနည်းနဲ့ကြာဆုံးမယ်ဆိုတာသူတို့ကိုယ်တိုင်ကလည်းဘယ်လိုမှသူဟက်တက်ရှုတဲ့နေလာနေနဲ့ပြောဆိုထားတာဖြစ်တယ်။ဒီကောင်တွေဘယ်လိုပဲအားချောင်းပြီးတော့မှပြောနေပါစေ။ကျွန်တော်ပြီသူတွေနဲ့ကျွန်တော်တော်လိုင်းအရာဆိုတဲ့သူသူသီးတဲ့ပြပမှာခုဆိုရင်တိုင်တိုင်းအောင်ပွဲရရှိနေတာမို့လို့ဒီကောင်တွေကတော့ဗောနော်အဆုံဆုံးဒီသူခွဲမဲ့စကားတွေပြောဆိုနေမယ်ဆိုတာတော့ကျွန်တော်တို့ပြောလို့ရနေတာဖြစ်ပါတယ်။ ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့တင်ကားဝဲရေချုံကပေါ့ကနေပြီးတော့မှပြူခွေးတွေနဲ့ဒီစကောင်စီရဲ့အုပ်ကြီးတွေကနေပြီးတော့မှဘယ်လိုမျိုးပြီသူတွေပေါ်မှာ channel ပြီးတော့မှ change ချောပြောဆိုနေလဲဆိုတော့သူကနေပြီးတော့မှခြေခွဲလောက်မျိုးဆိုနေပြောဆိုထားတယ်ရယ်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်ညောင်ငုံမြောက်ခြေပါနေတဲ့ဥက္ကဋ္ဌနဲ့ပေါ့နော်ဥက္ကဋ္ဌဘူစီခအောင်စီစီတို့အခွက်မှာပေါ့နော်ဆန်တော်ကြီးမှာတဲ့ရေလေပြေတော့ရှင်များကူတဲ့သူတို့နဲ့ပတ်သက်တော့သူများ သူများကတဲ့ရေစဘာများများသူ့နဲ့ပတ်သက်တဲ့လူတွေမှာရေကိုတောင်းယူအောင်ပေါ့နော်ရေရယူပြီးမှအခြားတော့ပြည်သူလက်ပြည်သူတွေပေါ့နော်လက်သမားများကလက်သမားများအားပေါ့သူတို့နဲ့ပတ်သက်တဲ့လူတွေတော့ဒီဆယ်လို့ရက်လွတ်တဲ့ရေကိုယူတယ်သူတို့ယူပြီးမှပေါ့အကုန်လုံးရအခြားတော့ဒီလက်သမားတွေကိုတော့အနိုင်ကျင့်ဘုံကြွေချိန်ချောက်ပြီး နော်အဲ့ဒီလွယ်ကတော့၄၅ရက်လောက်ဆိုအဲ့မှာဒီမှာတစ်နေ့၄၅၀ရက်လောက်အဲ့မှာဖောက်တယ်လို့ကြားရတယ်ဗျာနော်အဲ့ဒါပြောတော့ချင်းချောက်တဲ့ပုံစံမျိုးလေးဖြစ်ချင်ဖြစ်မှာပေါ့ဗျာအဲ့တော့ပြစ်ခတ်ပြီးတဲ့ရေလုံးဝသွားခင်းအတွင်းတို့ဖောက်ခွင့်မပြူတော့ကြအောင်တဲ့ပြူလူပြည်သူများအနေပြည်သူများအနေနဲ့လက်တဘာများမှာတဲ့ထိခိုက်ကြပါတယ်ပေါ့နော်လက်တဘာများမှာဒီရေမရတဲ့အတွက်ကြောင့်လက်တဘာတွေမှာတော်တော်ကြီးကိုနှစ်နာဆုံးရှုံးအောင်လဲလဲပြစီရတယ်ပေါ့နော်အဲ့ဒါကို ဒီအုတ်ကြီးရဒီမှာဆိုလို့ရှိရင်တော့ဗျာဒီနှလုံးနေရဲ့ဆိုင်နေအကုန်လုံးအကုန်လုံးစတာနဲ့စတိကောက်တယ်ပေါ့ဗျာဒါနဲ့ပြူတွေကမပြောရဲဘူးဒီအေးစစ်နေတဲ့ပြူတွေကမပြောရဲတော့အဲ့ပြူကတူကနေမှဝန်ထမ်းစီပေါ်တယ်ဝန်ထမ်းကလည်းသူ့ရဲ့ယာရုအနေထားအရာကမပြောရဲလို့ဥစဉ်စီကိုဒါဖိုက်တာငါနဲ့ဟောပြောရလို့ရှိနေတာနော်ဖိုက်တာငါနဲ့ပေါ့အဲ့တော့ဥစဉ်တို့ဒါဌာနတာဝရှိပုဂ္ဂိုလ်များကိုလည်းဥစဉ်ကအလုပ်ပေးရတော့ဘောပေါ့ဗျာနော်အဲ့ဒီလူငယ်တော့၄၅၆ရက်လောက်ကဒီဘာနဲ့မှအကြောင်းမရှိဘဲနဲ့လည်း၄၅ဆက်ချက်ပေါက်တယ် အော်ဒီမှာ view တွေကိုသူချက်ချောက်တယ်လို့ဒီအုပ်ကြီးအဖွဲ့ကနေမှအဲ့တော့ရွာလူရွာသားတွေကလည်းအဲ့တော့ဒါရီယာတက်ပြတော့ပုံရင်းကြတယ်အဲ့တော့ဒီခါလေးအုပ်ကြီးတွေကြာပြီးသားပဲ။အုပ်ကြီးတွေကတခါတလေဘွားပေါ့နော်။အုပ်ကြီးတော်တော်များများပါကျွန်လို့များ။အုပ်ကြီးတော်တော်များများကျွန်လို့များ။အုပ်ကြီးတွေဒီလိုလောက်ရခြင်းတွေကတခါလေးတတ်မတော်ထိကြိုက်မျက်နာ။ ငပေါ်တော့အုတ်ကြီးတွေတဲဖြိုးလိုက်တာပေါ့နော်ဒီအုတ်ကြီးတွေကတော့အခုဆိုရင်နေရာတော်တော်များများမှာစစ်ကောင်စီနဲ့ပတ်သက်တဲ့သူတွေကနေပြီးတော့မှရောကျွန်တော်တို့တော်လိုင်းပြချမ်းပြည်သူတွေဘက်ကနေပြီးတော့မှရောယွန်ရှာမှုတည်နေကြတာပြမတိကောင်တွေကဝေတမျက်နာတဲ့အုတ်ပဲကြည့်ပြီးတော့မှအခုဆိုရင်ကျွန်တော်တို့လူငယ်တွေအားလုံးစစ်ထက်တွင်းတွင်းပို့ပို့ပြီးတော့မှလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်စစ်ကောင်စီရရှိတွေရဲ့တားရယူတော်မှမချမ်းသူတို့အနေနဲ့ပေါ့နော် တထဲကိုအတင်းတွန့်ပို့ဖို့ပေါ်တာဆွဲမှုတွေလှုပ်ဆောင်နေတဲ့ဆူပါမားကျွန်တော်နောက်ထပ်တည့်ရတာမာဒီကောင်တွေကို ကျွန်တော်တော်လမ်းပြချမ်းကဒါမှမဟုတ်ဒီစစ်ခွေးဖြူတွေကနေပြတော့မှမကြခင်မှာအရင်ရှင်းမလားဆိုတော့ကျွန်တော်နေဆောင်ချဖို့ခေါင်းနေတာပဲဖြစ်ပါတယ်။ဒီငပေါ့ပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှပြပပီတိုတွေနဲ့ကိုယ့်ရဲ့အမြင်လေးတွေခြာရေးပေးခဲ့ကြဖို့ကျွန်တော်ဒီနေ့ကနေအားလုံးကိုတောင်းဆိုလိုက်ပါတယ်။ ဆိုတော့ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ကိုစီရနေပြီးတော့မှအခုလိုမျိုးအချင်းပြတ်ချစားပြီးတော့မှပြီးသူတွေပေါ်မှာ90 scene ပြုလုပ်နေတဲ့အုပ်ကြီးတွေကိုဘယ်လိုမျိုးဆုံးမသတိပေးပြောဆိုထားလဲဆိုတာစပြီးတော့မှကြည့်လိုက်ရအောင်နော်အိမ်မြန်ဟိုင်း AI ဘိုင်း AI ဘိုင်းတို့အိမ်မြန်ဟိုင်းဆိုတဲ့အစီအစဉ်ကိုလုပ်ခဲ့တာမှတ်မိမှာပေါ့အဲ့တော့ဒါတွေအားလုံးကကျွန်တော်တို့တက်ဆိုင်ရာအဖွဲ့စည်းတွေထုတ်ပြန်ကြေညာချက်တွေမရှိမထုတ်တဲ့အတွက်ကျွန်တော်ကျွန်တော်တို့အနေနဲ့ပြောပြပိုင်ခွင့်မရှိတော့မပြောပြဘူးဒါပေမဲ့ AI ဘိုင်းမှာရှိတဲ့ပြည်သူတွေအနေနဲ့အားငယ်စရာမလိုဘူးဒီကာလလေးကိုတော့ခဏလေးတောက်ပေးပါ ပြီးလို့ရှိရင်အဲ့တလို့လုတ်လို့ရှိရင်လည်း record တွေအကုန်ယူထားပါဘယ်နှစ်ဘယ်ရက်မှာဘယ်လိုဖြစ်နိုင်ဗီဒီယိုမှတ်တမ်းတွေရရင်ပို့ကောင်းတယ်ဒါတွေကိုတိမ်းပေးထားပါဒါတွေအားလုံးကိုအေးအေးယူမှဂျိန်းနေဖြစ်ပါလေအတူတူပြီး ARB တိုင်းမှာဇောင်းကြွနေတဲ့အုတ်ကြီးတွေအားလုံးကိုဒီတော်နိုင်ရင်မှအေးအေးယူရပါလိမ့်မယ်ဒါပေမဲ့တခုရှိတယ်အပေါ်ကခိုင်းလို့နော်မလွှဲတာမရှောင်တာလို့လုပ်ကြတယ်ချိုးတဲ့အုတ်ကြီးကြတော့ဟုတ်တယ်အပေါ်ကခိုင်းလို့စစ်မှုထမ်းဥပဒေပတ်စံလိုက်ောက်တယ်ဒါပေမဲ့လို့ကောက်တဲ့နေရာမှာပြည်သူကိုနားလည်အောင်ရှင်းပြတယ်မရှိတဲ့လူကိုမရှိတဲ့လူရှိတဲ့လူကိုရှိတဲ့လူသူကမျှတပြီးတော့လှုပ်ပေးတဲ့လူတွေလည်းရှိတယ် တို့အောက်ကြီးတွေကိုကြာတော့ကျွန်တော်တို့အပြစ်မပြောဘာလို့ဆိုတော့နေရဒါကြောက်ရမယ်ဟုတ်တယ်နော်ဟိုကျွန်တော်တို့တစ်ဖက်ဆောင်းနေပြောတာမဟုတ်ဘူးဒါပေမဲ့အခုလိုမျိုးမရှိရှိရှိအတင်းအားသမားလဲမျိုးတက်နေပြီးတော့ပြည်သူပစက်ကနှိုင်းထုတ်နေတယ်ဒီပြည်သူကိုဒုက္ခရအောင်လုပ်နေတယ်နော်ဂျပန်စကယ်တန်လိုပဲအပေါ်ကပထွေးတွေကနည်းနည်းအောက်ကခွေးတွေကများများဆိုတဲ့ဟာမျိုးအော်ဒီရုပ်မာတဲ့ကောင်တွေဆိုရင်တော့ကျွန်တော်တို့ကကျိန်းတွေအေးအေးယူပါလိမ့်မယ်လောလောဆယ်ငါတို့လုံးမနိုင်ဘူးဆိုပြီးတော့စိတ်ခွန်ရင်လည်းရပါတယ်နော်မကွေးတို့စကိုင်းတို့ပကိုးဘန်တို့မှာအဲ့ဒါလိုပဲစိတ်ခွန်ခဲ့တဲ့ကောင်တွေဘယ်ဘွားရောက်သွားလာလဲဖြစ်ပေါ့ ။နောက်ညို့ကိုဘာဖြစ်လို့စစ်စစ်ရေးတွေကိုမလုပ်တာလဲဆိုရင်အဓိကညို့နာမှာစိုးလို့ပါ။ဒီညို့တွေကိုညို့မနာပဲနဲ့ဘယ်လိုပုံစံလုပ်လို့ရမလဲဆိုတဲ့အစီအမံတွေကိုတော်လိုက်ပဲအချမ်းအတူတွေအကောင်းဆုံးဖြစ်အောင်လုပ်နေတဲ့အတွက်ညို့ကြီးတွေမှာမလုပ်ရအရာဒီတိုင်းဆိုတာပတိန်ဟုတ်။ဟင်းတရာလို့စတဲ့ဖြစ်နော်သူတို့ညို့ကြီးတွေကိုကျွန်တော်တို့ကညို့မနာအောင်လို့အကောင်းဆုံးနည်းလမ်းတွေလုပ်နေတာ။ဒါပေမဲ့ short တော့ရင်တော့မှားပါလိမ့်။နော်အောက်ကြီးတွေနေနဲ့ပြောချင်တာကအချိန်တိုင်းတက်ကမဲ့အာနာပိုင်သွားမယ်ဆိုရင်တော့ဒါခမားတို့စုံပြတ်ချက်ပဲ။တိုက်တယ်လို့မချိန်ချဘူး။ မပြောခင်ဗျားတို့လည်းအုံနောက်တွေခေါင်းတွေအတိတရားတွေရှိတယ်ဒါပေမဲ့တခုရှိတာက62မှာအာနာတိန်းတယ်နော်တတိုင်းပြည်တော်အာနာတိန်းမှန်းတော်မတိခဲ့ပဲနဲ့နေဝင်ရအာနာကိုရပါတယ်ဟုတ်တယ်နော်68မှာအာနာတိန်းတယ်ပြစ်ခတ်မှုတလားလောက်ပဲဖြစ်ခဲ့ဟုတ်တယ်နော်အာနာတန်းဆွေရပါတယ်နော်အဲ့ဒီ62ကို68ရောပြည်သူလက်ထဲကိုဂန်းတွေမရခဲ့ဘူးနော်ဟုတ်ပါတယ်သူတို့တော့ခိုးတာခိုးတာပဲတော့ခိုးလောက်ဟာလောက်ပဲဘာမှလုပ်လို့မရဘူးဒါပေမဲ့ဒီနေ့2023အာနာတိန်းတယ်လင်းနစ်ကျော်လာပြီ နော်လက်တုံးချောင်းထောင်ပြီးစရတဲ့ပြည်သူတော်လှန်ရေးမောင်းမြန်တွေကိုကိုယ်တိုင်ထောက်လုပ်နိုင်ပြီလက်နက်ကြီးတွေကိုယ်တိုင်ထောက်လုပ်နိုင်ပြီဒရုန်းတွေကိုယ်တိုင်ထောက်လုပ်လာနိုင်ပြီတတိုင်းမိတော့မှရှိတဲ့တော်လှန်အင်အားစုမပြောနဲ့စကိုင်းတိုင်းတတိုင်းနဲ့တိုက်ရင်မောင်းဘယ်လောက်ရှိတဲ့အရင်ဆုံးသန်းအဲ့ဒီရင်းမှရှိတဲ့ထောင်ပေါင်းမကတဲ့အင်အားတွေအားလုံးကဂန်းနေတဲ့ပြည်ဖြစ်ပုံနော်အဲ့တော့အထိန်တိုင်းတက်ကအာနာရောက်လာမှလားဒါလက်ရှိမြေပြင်ပကတိအနေထားတိုင်းသားအရာဝက်စီရဲ့အင်အားမပါသေးဘူးနော် ခုဒီမှာကိုစီပြောထားတဲ့အရာအောင်ပါတယ်နော်ဒီကျွန်တော်တို့ပြည်သူတွေကိုဒီလိုမျိုးရဲဆက်ဆက်နေလန့်တွေတုံးပြီးတော့မှစစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးတော့မှဖိနေနေကြတဲ့အုပ်ကြီးတွေကတော့မကြခင်မှာတော့သူတို့ရဲ့လိုရတဲ့အတွက်ပြန်ပြီးပေးဆက်မှာပဲဖြစ်တယ်ကျွန်တော်တို့ဘက်ကနေပြီးတော့မှလည်းချင်းချင်းတတိပေးထားတာပေါ့နော်တောင်းဒီလိုမျိုးတွေဆက်လက်ပြီးတော့မှလုပ်နိုင်မယ်ဆိုတော့သူတို့ရဲ့တွားရလန်ကကျွန်တော်တို့ဒီငရဲပြည်ကိုဖိတယ်ဆိုတော့ဟိုလာရှိမှာသူတို့တရကများစွာဂျုံဘိုးထားတာမလို့ဒီလိုမျိုးဆက်ပြီးတော့မှ US sanction နေတဲ့အုပ်ကြီးတွေရဲ့အနေနဲ့ကတော့တော်တော်လေးကို ုံတော့မရှိဘူးလို့ပဲပြောမှာဖြစ်ပါတယ်အထူးသဖြင့် AOD တိုင်းထဲမှာအုပ်ကြီးတွေကဒီစစ်ကောင်စီတပ်ဖို့နေတာပူပေါင်းပြီးတော့မှာပေါ့နော်ပြည်သူတွေပေါ်မှာနိုင်တဲ့စီနေလုံးနေတာကိုလည်းကျွန်တော်နေ့စဉ်နဲ့မြကြားနေရတော့မလို့အုပ်ကြီးရှင်းလင်းမရှိနေရတော့ကျွန်တော်နေ့စဉ်နဲ့မြထပ်ပြီးတော့မှကြားဖို့ရှိတာဖြစ်ပါတယ်ကျွန်တော်ပြည်သူတွေဘက်ဘက်ကနေပြီးတော့မှာလည်းအခုလိုမျိုးကျွန်တော်ငါလေးမေးတမ်းတင်ပြီးတော့မှာဝန်ထဲဘူးဆွေးနေရတဲ့အချိန်မှာပဲပေါ့နော်ဆင်မပြအားမရောပဲနဲ့ကျွန်တော်ပြည်သူတွေတယောက်နဲ့တယောက်ဖေးမှရင်းနေပေါ့နော်အဆုံဆုံးတိ ဒေတာလိုင်းရဲ့အောင်ပွဲစီကိုခြေတက်ကြပါဆိုလို့ပြောရတဲ့ကျွန်တော်ဒီနေ့မှာလည်းပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။ဆက်ဆုံးကြည့်ရှုပေးကြတဲ့မြို့ပါပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုကြမ်းမချင်တဲ့ပြည့်စုံပြီးတော့မှတာယာရဲ့ channel နဲ့တိတိလေးပတ်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်။